သူစိတ်ဆိုးရင်ငလျင်လောက်တက်လို့စိတ်မဆိုးရတော့ဘူးလို့ပြောလာတဲ့အမီဇန်ရန်ကုန်ဆယ်လီနျူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင် မလ28ရက်နေ့ကမြန်မာတနိုင်ငံလုံးနှီးပါမှာကျင်းအာမြင့်ငလျင်လောက်ခတ်ခဲ့တာဖြစ်ပါတယ်စကိုင်းတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးနေပြည်တော်တိုင်းဒေသကြီးတွေကတော့အထူးကြိမ်မှုအများဆုံးလို့သိရပါတယ်မန္တလေးတိုင်းတစ်ခုလုံးနှီးပါ အစာဦးတွေပြိုကျပျက်စီးခဲ့တာဖြစ်ပြီးလူထောင်ပေါင်းများစွာတည်ဆုံခဲ့တယ်လို့လည်းသိရပါဗျ။ဒီကနေ့အချိန်ထိလူတည်ဆုံတဲ့သူ1600ကျော်ရှိတယ်လို့လည်းသတင်းတွေမှာထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံရဲ့အထင်ကရဘာသာရေးအစာအုပ်များဖျားစီးပြီးပထုများလည်းပြိုကျပျက်စီးခဲ့တာကြောင့်ပြည်သူတွေအားလုံး တော့ကဖြစ်နေရပြီတော်တော်လေးကိုဝမ်းနေနေကြတာပါဒီလိုအချိန်မှာအမြဲတမ်းအရာရာကိုကြိုသိနေတတ်တယ်ဆိုပြီးပြောပြောနေတဲ့အီမီဆန်ကစတေတက်တစ်ခုကိုတင်လာခဲ့ပါတယ်သူတင်လာခဲ့တဲ့စတေတက်ကြောင့်မြန်မာတပြည်လုံးမှာရှိနေတဲ့သူတွေအကုန်လုံးကအီမီဆန်ကိုဝိုင်းဝန်းပြီးတော့မြစ်တာပို့တာနေကြတာပဲဖြစ်ပါတယ်အကုန်လုံးကငလျင်လှုပ်ခတ်သွားလို့ဘုရားစီရီပထိုးတွေပြိုကျနေလို့အသက်ပေးရနေပြီလူပြင်းပြင်းနေရလို့မိဘဆွေမျိုးသားချင်းတွေတေဆုံးနေရလို့စိတ်ဆင်းရဲတော့ကဖြစ်နေတဲ့အချိန်မှာအီမီဆန်ကတော့သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်မှာ စိတ်ကိုမစိုးရဲတော့ဘူးစိတ်ဆိုးလိုက်တာနဲ့ငလင်ကလှုပ်သွားတယ်ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ဒါကြောင့်သူစိတ်ဆိုးလို့ငလင်လှုပ်တယ်ဆိုပြီးတော့အထိတ်ပင်ဖော်ဆောင်တာကြောင့်အလုံးကတော်တော်လေးဒေါသထွက်နေရတာဖြစ်ပြီးအမီဆိုင်ရဲ့ post အောင်မှာလည်းဝိုင်းဝန်းပြီးမြစ်တာတွေပို့တာနေကြတာဖြစ်ပါတယ်။အားလုံးကစိတ်ဆင်းရဲကိုဆင်းရဲဖြစ်ပြီးအသက်လူပြီးတော့အားလုံးအတွက်စိတ်ပူနေရတဲ့အချိန်မှာအီမီဇန်တယောက်ကထီလို့ရေးလိုက်တာကတော်တော်လေးကိုလူသားမဆန်ဘူးလို့ပြောမယ်ဆိုရင်လည်းမှန်ပါပါဘူး။အမှုပညာရှင်တယောက်နေနဲ့ပြည်သူတွေဒုက္ခရောက်နေချိန်မှာ ဝိုင်းဝန်းပြီးကုညီရမယ်အစားထောက်ပံ့ပေးရမယ်အစားသူအနေနဲ့သူစိတ်ဆိုးလိုက်လို့အခုလိုငလင်လှုပ်သွားတယ်ဆိုတဲ့အပေါ်မှာတော့တော်တော်လေးကိုလူပြောများစရာ ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ဒီငလင်လှုပ်ခတ်မှုကြောင့်လန်တတာပြက်စင်းမှုတွေလည်းများပြားရှိခဲ့တာဖြစ်ပြီးပကံမဖရားရိမြန်မာနိုင်ငံအနှံ့ပြားမှာအထင်ကြီးဖြစ်တဲ့ဖောင်တော်ဦးဖရားမန္တလေးကမဟာမြတ်မြူနီဖရာကြီးနဲ့အတူအခြားသောဘာသာရေးအဆောင်တွေလည်းပြသခဲ့တာဖြစ်ပြီး အဆိုရွာဆောင်အနေနဲ့သခိုင်းမန္တလေးနဲ့အနီးပြည်တော်တို့ကထိခိုက်မှုအများဆုံးခံစားခဲ့ရတာပါဒါအပြင်စင်မူဂျုံတောင်အစာရှိရဲ့နေရာတွေပျက်စီးခဲ့တာတွေရှိသလိုမန္တလေးမှာဆိုရင်လည်းလမ်းတော်တော်များများပျက်စီးသွားခဲ့တာကြောင့်ခရီးသွားမှုတွေတောင်ရှင်းနာထားတဲ့အနေအထားမျိုးတွေဖြစ်ခဲ့တာပါမင်းကလှုပ်ခတ်ခဲ့တဲ့ငလင်ဟာဆိုရင် နှစ်ပေါင်းများစွာကြာမှတကြိမ်လှုပ်ခတ်တည်တည်ပြင်းအားမြင့်ငလင်းဖြစ်ပြီးစကိုင်းပြည့်ရီကျော်ကိုထိသွားတာကြောင့်ခနစ်တသမာခနစ်ရစ်တာစကိန်းရှိရဲ့ပြင်းအားမြင့်ငလင်းကြီးကိုပြည်သူတွေကခန်းဆားခဲ့လိုက်ရတာပဲဖြစ်ပါတယ် အားလုံးကကြိုတင်ပြင်ဆင်ကြမိရပြီ။တဘာဝဗီရန်ကြီးကိုစိုးစိုးဝဝခန်းစားခဲ့လိုက်ရတာပါ။ပထမတစ်ကြိမ်ငလင်းလုတ်ပြီး7မိနစ်ကြာမှနောက်ထပ်ငလင်းတစ်ကြိမ်ထပ်လုတ်ခဲ့တာကြောင့်ပိုပြီးပျက်စီးသွားတယ်လို့လည်းသိရပါဗျ။အားလုံးကစိတ်တော့ကရောက်ပြီးစိတ်ဆင်းရဲကိုဆင်းရဲဖြစ်နေတဲ့အချိန်မှာအေမီဇန်အခုလိုရေးသားထားတာကပြည်သူတွေပေါ်မှာမငြိညာဘူးမဆာနာတတ်ဘူးလို့ပြောရမယ်ဆိုရင်လည်းမမှားပါဘူး။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောသူစိတ်ဆိုးလို့ငလင်းလုတ်သွားခဲ့ရပါတယ်လို့ရှင်းသားထားတဲ့အေမီဇန်ပေါ်ဘလို့ရီထင်မြင်မိလဲဆိုတာဗီဒီယိုအောက်က comment လေးမှာ ှိသွားပြီးခဲ့ပါအောင်ရှင်